အိမ်ချမ်းမြေရောင်းတဲ့သူတွေတခုသတိထားရမှာရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ဈေးနှုန်းဖွင့်တဲ့အခါမှာဈေးကိုတခါတည်းပေါ့နော်ကိုစိတ်မနိုင်ရင်တခါတည်းအမြင့်ဈေးနဲ့တခါတည်းဖွင့်ထားလိုက်တာကပိုကောင်းတယ်။အဲအမြင့်ဈေးနဲ့ဈေးမြင့်တဲ့နေရာကနေဈေးကနှိမ့်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 လာရင်ဈေးဆင်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 းလာရင်ဝယ်တဲ့သူတွေကျေနပ်တယ်။ဝယ်တဲ့သူတွေစိတ်ဆိုးတာမျိုးမဖြစ်ဘူး။ဒါပေမဲ့ဟလာကိုက ဟလာစဖွင့်လိုက်တော့ကတော့ဇီဒန်ကိုဟလာဇီဒန်တစ်ခုဖွင့်လိုက်တယ်။အဲဒါပေမဲ့ကိုစိတ်ကပေါ့နော်ကိုဇီဘွက်ကပြောင်းလာလို့တော့လကောင်းနောက်ပြီးတော့ကိုစိတ်ကအတိတ်မကပိုတန်နေထင်လို့တော့လကောင်းကိုကဇေးကိုပြင့်ပြီးတော့ပြင်လိုက်ရင်အဝယ်တွေက screen shot တွေဖန်တာတယ်ဖန်တာပြီးဟာဒီမှာဘယ်တော့မှမလောက်ပဲရှိတာဘာလို့ခုကြဒီလောက်ဖြစ်နေရတော့ဆိုပြီးတော့အဝယ်တွေလက်မခံဘူး ော်အဲ့ဒါကြာဟလာကျမတို့ကနော်ဟိုကျမစီမှာဆိုရင်ဈေးဖွင့်တယ်ဆိုကျမဈေးကိုအမြင့်ဈေးနဲ့တခါတည်းဖွင့်ပေးလေးရှိတယ်အမြင့်ဈေးနဲ့ဖွင့်ပေးပြီးတော့မှအဝယ်မလာဘူးပေါ့နော်အဝယ်မကြိုက်ဘူးဆိုမှကျမဈေးကိုတဖြည်းဖြည်းချင်းပြန်ပြန်ပြီးတော့ဆင့်မိတာ။နောက်အဲ့ဒါကြောင့်ကျမဖွင့်ပေးတဲ့ဈေးတွေညားတယ်။နော်အယောင်းတွေကကျမကိုဈေးလာဖွင့်ခိုင်းရင်ကျမဖွင့်ပေးတဲ့ဈေးတွေကညားတယ်။ဘာဖြစ်လို့ညားတာလဲဆိုရင်ဟလာတခါတည်းဟလာထပ်တက်ဖို့မလိုတော့အောင်ညားထားတာ အဲ့ဒီဈေးနဲ့ဖြစ်သွားရင်လည်းဖြစ်သွားဖြစ်မသွားခဲ့လို့ရှိရင်ထပ်ဆင်ရအောင်အဲ့တော့ဈေးနှုန်းဖွင့်တာကတော့အမြင့်ဈေးကနေဖွင့်ပြီးအောက်ကိုဈေးလျှော့ပေးတယ်ဆိုရင်အဝယ်တွေကလက်ခံတယ်ဒါဒါဒါကိုစိတ်ထဲမှာဘယ်လိုမှမထားဘူးလက်ခံတယ်သို့တော့ဈေးတန်းတစ်ခုကိုပြောပြီးမှနော်ဈေးပြောင်းနော်အမြင့်ဈေးကိုပြောင်းလိုက်ရင်နော်အနေဈေးကိုပြောင်းရင်လက်ခံတယ်နော်ဈေးတန်းတစ်ခုကိုပြောပြီးတော့ ဟလာဈေးလျှော့သွားပြီဒီတက်ဒီတက်ပို့ပြီးတော့ဈေးလျော့သွားပြီဆိုပြီးအနေဈေးကိုပြောင်းရင်လက်ခံအမြင့်ဈေးကိုပြောင်းရင်လက်မခံနော်အဲ့ဒါကြောင့်ဟလာအင်ဂျင်နီရောင်းတဲ့သူတွေအနေနဲ့ဈေးနှုန်းပထမဆုံးဖွင့်တဲ့အခါမှာအမြင့်ဈေးနဲ့ဖွင့်တာသို့တော့အဲ့ဒီဈေးကနေထပ်မြင့်မယ်ဆိုရင်နော်ဒီဝယ်တဲ့သူတွေမှလည်းဝယ်တဲ့သူအများစုလုံးဝမကြိုက်ဘူးဝယ်တဲ့သူအများစုလုံးဝမကြိုက်တဲ့အတွက်ဂျားတွေကကြိုးစားနေရပါလို့ရကြရခက်တယ်။နောက်အဲ့တော့ဈေးတစ်ခုဈေးတန်းတစ်ခုကိုဖွင့်နေဆိုရင် တော့ဈေးတန်းတစ်ခုဖွင့်ထားတယ်ဆိုရင်အဲ့ဒီဈေးတန်းထက်အပေါ်ကိုပြင်တယ်ဆိုတာကအချိန်နဲ့ချိန်ခါပေါ့နော်ကျမတို့2023လို့2000နံခရက်လို့ဖြစ်တော့အချိန်မျိုးအချိန်နဲ့ချိန်ခါမျိုးပဲဈေးတန်းတစ်ခုကနေအပေါ်ကိုပြင်လို့ရမယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလိုပုံမှန်အချိန်နေဘာအချိန်နေမှမရှိတဲ့အနေထားမှာနော်ဈေးတန်းတစ်ခုကနေအမြင့်ဈေးပြောင်းပြီးတော့ဖွင့်တယ်ဆိုရင်နော်ဝယ်တဲ့သူတွေကလည်းစိတ်ဆိုးတယ် ဝယ်တဲ့သူတွေလည်းစိတ်ဆိုးတယ်နောက်ပြီးတော့အကျိုးဆောင်တွေကိုလည်းသူတို့ကဘာလို့ဈေးပြောင်းတာတော့ဘာလို့မပိုင်နိုင်မတင်ကြတဲ့ဟာယူပြတာတော့နောက်ဘာလို့ဟလာအယောင်းကစိတ်ပြောင်းနေဟာကြီးအယောင်းကမတင်ကြတဲ့ဟာယူပြပေးတာလဲဆိုပြီးအကျိုးဆောင်တွေပုံပါရောပြီးတော့ကြတော့စိတ်ဆိုးကြတယ်နောက်အဲ့ဒါကြာဟလာအင်ဂျင်နီယောင်းတဲ့သူတွေဈေးတန်းတစ်ခုကိုဖွင့်မယ်ဆိုရင်တခါတည်းအမြင့်ဈေးနဲ့ဖွင့်တာပါအချိန်လေးဟလာအချိန်လေးအချိန်ခါ မဟုတ်ပဲနဲ့ပေါ့နော်ဟိုဟို2000နန်ထွက်တဲ့ကြက်လိုမျိုးခြေနေချိန်ခါမျိုးမရှိပဲနဲ့ဈေးတန်းတစ်ခုကိုအမြင့်ဈေးနဲ့ပြင်လိုက်ရင်အဝယ်တွေစိတ်ဆိုးပါတယ်အဝယ်တွေကြိုက်လို့မရှိပါဘူးအဝယ်တွေကြိုက်လို့မရှိပဲအဝယ်တွေကြိုက်လို့မရှိတဲ့အတွက်ဈာတွေကကျမတို့အကျိုးဆောင်နေပါတော့ဈာညက်ပြီးတော့စိတ်ဆိုးခံရလေရှိပါတယ်။နော်အဲ့ဒါဒီဈေးတန်းနော်ဈေးဈေးတန်းဆိုတဲ့ pricey ဆိုတဲ့ဈေးပွင့်ခြင်းဆိုတဲ့တဘာဝပြီး နောက်ဈေးပွန့်လိုက်လို့အနေဈေးကိုပြောင်းသွားရင်လူတွေလက်ခံပါတယ်။နောက်ဈေးတန်းတစ်ခုခေါ်ထားတယ်။နောက်ဒီဈေးလျှော့လျှော့လာတယ်ဟိုအဝယ်တွေလက်ခံပါတယ်။ဈေးတန်းတစ်ခုဖွင့်ထားတယ်ဈေးတက်တက်သွားတာဟိုအဝယ်တွေလက်ခံလို့ရှိဘူးဆိုတာကိုဒီဗီဒီယိုလေးနဲ့ဝေမျှလိုက်ပါတယ်ဆင်။အဲကြည့်ပေးတဲ့မျိုးတွေအကျိုးတစုံတရာရှိသွားလိမ့်မယ်လို့ပြောလင့်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီအချက်မြေနဲ့ပတ်သက်တဲ့တော့အကျိုးရှိတဲ့အကြောင်းအရာတွေကိုပေါ်ပြပေးဦးမှာပို့လို့ဟိုနောက်ဗီဒီယိုတွေကိုလည်းဆက်ပြီးတော့အားပေးဖို့ တောင်းဆိုချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်